ွေရင်းဆုံမှုများကာလကြာမြင့်စွာကလေးကကြားနေခဲ့ရပြီးဖြစ်သည်။ကျွမ်းကျင်သူများကကားချက်များထုတ်လာပြီးမြို့ကောင်စီအဖွဲ့ဝင်များကိုလက်ချရိုက်တော်သည်။မြို့တော်ခမ်းမှလည်းစူဝေးလာသောလူအုပ်ကြီးအားလည်းရေကိုစမ်းသပ်ပြီးဖြစ်ကြောင်းကလိုရင်းများများသုံးပြီးအကြအနတန့်စင်ပြီဆိုကသုံး၍ပြဿနာမရှိကြောင်းရှင်းပြခဲ့ကြပြန်သည်။အမှုကိုစစ်ဆေးစဉ်အတွင်းတရားခံကြတဲ့အဖြစ် ကရိန်ဓာတုကုမ္ပဏီမှ ခေါ်လာသော ကျွမ်းကျင်သူများကဘုံမိုးဆက်ယုံတွင်ရိုးစိမ့်မှုရှိခဲ့သည်မှာနှစ်အတန်ကြာနေပြီဆိုသည်မှာမှန်ကြောင်းသို့တော့မပြောပါလောက်၍စိုးရိမ်စရာမရှိဟုထွက်ဆိုခဲ့ကြသည်တကယ်တမ်းတွင်ဘိုင်ကလိုရိုရက်သလင်းနှင့် အခြားတရားမဝင်သောဒွက်ပစ္စည်းများအားမြေကြီးထဲစိတ်ဝင်သွားပြီးနောက်ဆုံးတွင်မြေအောက်ရှိရေစီးကြောင်းမှတဆင့်မျောပါသွား၍မြို့ဤတောက်တုံးရေအတွက်မိတိနီးနီးမျှအန္တရာယ်မပေးနိုင်ဟုထွက်ဆိုပေးကြသည် အစိုးရဘက်ကသိပ္ပံပညာရှင်များကလည်းခက်ခဲနက်နဲသောဝေါ်ဟာရများသုံး၍လူမှုကိုအထင်သေးသလိုပြောဆိုခဲ့ကြပြီးအနံ့ခံရမည်ခက်ခဲလာသောရေကိုပင်တောက်တုံးရန်ကောင်းမွန်ကြောင်းအာမခံကြပြန်သည်တေဆုံးသူအရေးအတွက်တိုးလာတော်လဲငင်းဆုံမှုများကနေရာတိုင်းမှထွက်ပေါ်နေစေပင်ဖြစ်သည်ကင်စာယောဂသည်ဘုံမိုးရှိလမ်းတိုင်းအိမ်တိုင်းမိသားစုတိုင်းဤပါကိုစွဲကပ်လာနေပြီဖြစ်သည် တနိုင်ငံလုံးပြည်များထက်လေးစာနီးပါးဖြစ်လာသည် ထို့နောက်တွင်တော့6စနောက်10စာနီးပါးဖြစ်လာသည်တရားခွင်တွင် သူမဘက်ကရှင်းနေပေတန်တို့လင်မယားငားလာသည်တရားလူပြကျွမ်းကျင်သူမှဘုံမိုးမြို့ပထဝီအနေထားအရသတ်မှတ်ပေးထားသောအကျယ်ဝန်းကိုမူတီတွက်ချက်မီဆိုလျင်ကင်းစာဖြစ်ပွားမှုနှုန်းသည်တနိုင်ငံလုံးပြည်များထက်15စာခန့်ရှိနေသည်ဟုဂျူရီများကိုရှင်းပြခဲ့သည်ကင်းစာယောဂါက မျိုးစုံဖြစ်ပွားလာနေ၍အစိုးရနှင့်ပုဂ္ဂလိကသုတေသီများအတွေ့လေးလာ၍မကုံနိုင်အောင်ဖြစ်လာနေသည်ကင်စာအစုအဖွဲ့များဆိုသည့်ဝေါ်ဟာရသည် မျိုးကလူများနားယင်လာကြပြီးဘုံမိုးသည်ကင်စာတသက်တိကျဧရိယာဖြစ်လာသည်ဖြတ်ထုံးညာရှိသောမဂ္ဂဇင်းချာနယ်လေးတဦးကကလပ်စီရင်စုနယ်မြေအစားကင်စာစီရင်စုနယ်မြေ USA ဟုပင်အမည်ပေးလာခဲ့သည် ရေပြဒနာသည်ဘုံမိုးရှိကုန်တယ်ကြီးများအသင်းအတွက်လည်းဝင်းတော့ဝင်ဖို့ဖြစ်လာသည်မြို့ဤစီးပွားရေးဖွံ့ဖြိုးမှုသည်လည်းပျောက်ကွယ်သွားခဲ့ရပြီးမြို့ဤအခြေအနေသည်လည်းရုတ်ရော့ကျဆင်းသွားခဲ့ရသည်ချင်းနဲ့သည်လက်စေးကံမှရေပိုက်ကောင်းမှုပိတ်လိုက်သည်သို့သောရေများကမမြင်ရသောပိုက်လိုက်များထဲတွင် စီးဆင်းနေစေဖြစ်ပြီးထိုမှတဆင့်သူမအောက်ရှိမြေအောက်တနေရာရာသို့ဝင်ရောက်သွားကြမိတာဖြစ်သည် ထိုရည်များသည်အမဲလိုရှိနေမိတာဖြစ်ပြီးတစုံတရာနောက်ကိုခြေရခံလိုက်နေသူတို့ဦးလိုစိတ်ရှည်လက်ရှည်နှင့်ဆောင်ဆိုင်နေမိတာဖြစ်သည်ကရိန်းဓာတုကြောင့်ညဉ့်ညမ်းသွားခဲ့ရသော မြေအောက်မှရည်များကိုပန့်များဖြင့်စုတ်တင်ကြပေအောင်မည်မကြာခဏဆိုသလိုညဘက်များတွင်မျက်လုံးကြောင်နေပြီးနေရန်နှင့်တနေရာရာတွင်စည်းစင်းနေမိရေတံကို နားဆွင့်နေမိသည်လက်စေးကံပုံပိုင်ကောင်းမှ တဆက်တဆက်ကြာနေသောရေတံသည်သူမအတွက်အိမ်အနီးတဝိုက်လက်နက်ကင်ပြီးလှက်ပတ်ချောင်းမြောင်းနေသူတဦးအလားထဲမှတ်နေမိသည် သူမသည်သပင်ကိုရည်ရွယ်ချက်မရှိဖိတင်လိုက်ပြီးသူမကိုသူမလည်းမှန်နေအကြကြီးဆိုင်မကြည့်မိရန်လည်းတတိထားလိုက်သည်လက်စေးကံပေါ်အမြဲလိုအစင်သင့်တင်ထားသော ရေဆိုင်ထဲမှရည်နှင့်သွားတိုက်ပလုတ်ကျင်းလိုက်သည်ထို့နောက်အခန်းမီးကိုပိတ်ကံတကားဖွင့်ပြီးအပြင်သို့ထွက်လိုက်သည် အခန်းချင်းချင်းနဲ့နေရန်ပပက်လေပြည့်ချက်အောင်ခိုင်နေကြတော့မိဆွေများအားအာယူပြုံးပြလိုက်သည်ဖះအကြောင်းသွားဖို့အချိန်ကျလာပြီလည်းဖြစ်သည်မစ္စတာထရူဒိုဤကားသည် အမဲရောင်ဘင်တလီမျိုးစားဖြစ်ပြီး မောင်းသည့်လူကလည်းဇမီကာနယ်ပွားတိုလီဘာဟုခေါ်သည့်လူမဲတဦးဖြစ်သည် တိုလီဘာဤအမေရိကန်သို့ဝင်ရောက်လာသည့်စာရွက်စာတမ်းများသည်လည်းသူဤအယောင်ဆောင်ထားသည့် ကာရီဘီယံတွင်ဝါးများ၏လေယူလေသိမ်းသဲသို့ပင်တန်တရားဖြစ်ဖွယ်ကောင်းနေသည်ဒိုလီပါသည်မစ္စတာထရူရိုဒန်တွင်ဒရိုင်ဘာအဖြစ်ဝင်ရောက်လုပ်ကိုင်နေသည်မှာဆယ်နှစ်နီးပါးပင် ရှိနေပြီဖြစ်၍တထေးဖြစ်သူ၏စိတ်သဘောထားကို ကောင်းစွာအကဲဖြတ်နိုင်သူဖြစ်သည်ဒီနေ့အဖို့တော့အခြေအနေမကောင်းဟုဒိုလီပါသည်မြို့လယ်ဘက်သို့ FDR လမ်းအတိုင်းမောင်းလာနေစဉ်အတွင်းချက်ချင်းဆိုသလိုရေးစားမိလိုက်သည် ပထမဆုံးသတိထားလိုက်မိသည်ကကားပေါ်တက်ခါနည်းတွင် သူကားတကားလာခွင့်ပေးသည်ကိုစောင့်မနေပဲကိုယ်တိုင်ခွင့်ကကားတကားကိုစောင့်ကြည့်အောင်ကြီးပြေးလိုက်ခြင်းဖြစ်သည်တထေးသည်ကုမ္ပဏီအမှုဆောင်အစည်းအဝေးခန်းထဲတွင်ဆိုကတမဏိလိုအေးဆက်မှကြောသူတူဖြစ်သည်ခေါင်းအေးအေးနှင့်တွက်ချက်တက်ပြီးဆုံးဖြတ်ချက်တက်သားသူလည်းဖြစ်သည်ယခုလိုကားနောက်ခန်းတွင်မှန်အလုံးပိတ်ပြီးတူးရဲထိုင်နေသည့်အခါမျိုးတွင်တော့သူဤဇယိုက်မှန်သည် ပေါ်လွင်လာခဲ့သည်အရှုံးကိုလက်မခံနိုင်လွန်စွာမုန်းတီးတတ်သည့်အတ္တတရားကြီးမားသောသွေးစုလွယ်သူတဦးဖြစ်သွားသည်ယခုပွဲတွင် သူသည်တေချာပေါက်ရေးနေသွားခဲ့ရပြီဖြစ်သည်နောက်တွင်ထိုင်ရင်းဖုံးပြောနေသော သူအတန်သည် အော်ကြီးဟစ်ချံမဟုတ်တော့လဲတူတူသက်သာပြောဆိုနေပုံမျိုးတော့မဟုတ်စတော်ရှယ်ယာများက ပြိုလဲလိုက်လာနေသည် ရှင်နေများကလည်းသုံးစားမရပဲ သူ့အားလူတိုင်းကဝိုင်းလိနေခဲ့ကြသည်တိုလီပါဒီပြောနေသည့်များကိုသုံးတစသာကြားနေရတော့လဲတေချာဒီကမစ္စစ်ပီရင်ဖြစ်ခဲ့သည်များသည်အတော်လေးဆူဆူဝါးဝါးရှိခဲ့သည်ဆိုသည်ကိုခံမှန်း၍ရနေသည်တထဲသည်အသက်အားဖြင့်62နှစ်ရှိနေပြီဖြစ်သည် Forbes မဂ္ဂဇင်းအဆိုအရသူ၏အသက်အရွယ်ပိုင်ဆိုင်ထားမှုသည်ဒေါ်လာ1ဘီလီယံခန့်ရှိနေသည်။ဒါကိုပင်မလုံလောက်သေးဘူးလားဟု တိုလီဘာကပြင်းပြပြန်သည် နောက်ထပ်တစ်ဘီလီယံထက်ရလို့ကောင်းဘာများထက်လို့เสียရှိနေသေးလို့လဲသုံးမကုံဖြုံးမကုံအောင် ရှိနေသည့်ဈာမအဘယ်အတွက်ကြောင့်များအလုတ်ကို အပတ်တကုတ်လုပ်နေရသနည်းသူအတွက်အိမ်တွေချက်လေရင်တွေဇနီးမယားတွေရွက်လေပြီးအခုစီးနေသည့်ဘင်းတလေကားကြီးပိုင်ဆိုင်ထားသည်ဓာရီအားလုံးသည် လူဖြူစစ်စစ်တရအလိုချင်းဆုံးကစားစရာများပင်မဟုတ်ပါလော့ သို့သောတူလီပါတိထားသည့်အမှန်တရားတစ်ခုက ရှိနေသည် မစ္စတာထရူတို့သည်ငွေရီမီညပင်ထက်ရလာစေကမူမိတို့မြကျင်းနဲ့တင်းတိမ်သွားမိလူမျိုးမဟုတ်ဆိုသည်ပင်ဖြစ်သည်နယူးယောက်တွင်သူထက်ချမ်းသာသူများရှိနေ၍အမိလိုက်နိုင်ရန်စူးစမ်းနေသည်ဖြစ်သည်တူလီပါ၏ကားသည်63လမ်းထဲသို့ချိုးဝင်လိုက်ပြီးပစ္စမရိတ်တာလမ်းဘက်သို့ဦးတည်လိုက်သည် ထိုမှတဆင့်ပွင့်လာသောတမဏိတကားကြီးနှစ်ချက်မှတဆင့် ်မြေအောင်ထဲမောင်းဝင်ပြက်ကွယ်သွားသည်ကားကိုရက်လိုက်ခြင်းတွင် လုံခြုံရေးအဆောင်တဦးက အစင်သည့်ဆောင်းဆိုင်နေသည်အဆောင်ကကားနောက်ခံတကားကိုဖွင့်ပေးလိုက်ခြင်းတွင်မစ္စတာထရူဒိုကတူလီပါပဲလှည့်ပြီးငါတို့တနာရီတွင်ပြန်ထွက်မယ်ဟုပြောလိုက်ပြီး brief case နှလုံးဆွဲကမြင်ကွင်းမှပြက်ကွယ်သွားတော်သည်တက်လီကားသည်မစ္စတာနှင့်မစ္စစ်ထရူဒိုတို့နေထိုင်ရာ အမြင့်ဆုံး16ချက်ရှိ ်ခန္ဓာထေဝါလာသောတိုက်ခန်းကြကြီးရှိရာသို့တက်သွားခဲ့သည်သူတို့နှစ်ဦးနေထိုင်ရာပန်ဟောက်စ်ဟုခေါ်သောအခန်းသည် ထိတ်ဆုံးရှိနှစ်ထပ်ကိုသိမ့်ပိုက်ထားပြီးကြီးမားကျယ်ပြန့်လာသောပဒင်းပေါင်များမှနေ၍ Central Park ကိုလမ်းမြင်နေရသည်ပြီးခဲ့သည့်6နှစ်ခန့်က၎င်းတို့နှစ်ဦး၏မင်္ဂလာပွဲကျင်းပပြီးမကြာမီပါပင်ဒေါ်လာ28တန်းဖြင့်ဝယ်ယူထားခဲ့ခြင်းလည်းဖြစ်သည်ဝယ်ပြီးနောက်လည်း ်နောက်ထပ်ဆယ်တန်းခန့်အကုန်ကျခံပြီးအိမ်အပြင်စင်မဂဇင်းများတွင် တွေ့ရတတ်သည့်ပုံစံမျိုးဖြစ်လာရန်ဒီဇိုင်နာငှားပြီးအကြအနပြင်ဆင်ခဲ့ကြသည်အိမ်ရကူနှစ်ဦးထမင်းချက်အိမ်တွင်းစီမံကိုကဲရသည့်ဗန္နာစိုးသူနှင့်မိမဖြစ်သူအတွက်အဝတ်အစားအပြင်စင်ကအစကိုရေးကိုယ်တာများလုပ်ပေးရမည် Valley တဦးစီ Mrs. Trudeau အတွက်နေ့လယ်စာအပါအဝင် အရာရာအစင်သိမ့်ဖြစ်နေစေရန်စီမံပေးရမည် အမျိုးသမီးအတွေ့အကြုံတအူးအစရှိသည့်ဝန်ထမ်းများလည်းခံထားသည်